ခဲအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ရဲ့ပြည့်စုံမြတ်တာ YouTube channel line လေးကနေပြီးတော့ကျွန်တော်တို့စတောင်းမြတ်တာလေးပို့တာပါတယ်အဲဒီကနေ့မှကြတော့ကျွန်တော်ကနေပြီးတော့ memory card ကျွန်တော်တို့ဒီတရာနဲ့28 kit လေးဝယ်ထည့်လိုက်ပြီပေါ့ဗျာအရင်ထက်ထားတာကြတော့ကျွန်တော်တို့ဒီမှာ32 kit ဆိုတော့ကျွန်တော်တို့ video file လေးတွေတိတ်မရိုက်ရဘူးခင်ဗျာနော်အခုဒီမှာ တရားနဲ့20စစ်ကတော့ထက်လိုက်ပြီကဲဘလို့ဖြစ်အောင်လဲဆိုတော့တော့အရင်ကလည်းကျွန်တော်တို့ဒီတရား20စစ်ကဝယ်ထက်ထားတဲ့အနေထားမှာလည်းပဲဗီဒီယိုဖိုင်တွေကတချို့ဟာတွေရိုက်ပြလို့ရှိရင်ကျွန်တော်တို့ကြည့်လို့မရတဲ့ဖွင့်လို့မရတဲ့အိုက်ပုံစံလေးပြရတယ်ပေါ့နော်ဒီတစ်ခါကျတော့ကျွန်တော်ဈေးကြီးပေးပြီးတော့ဝယ်ပါတယ်အရင်ကတော့အင်တာနက်ကနေပြီးတော့ကျွန်တော်တို့ဈေးပေါ်ပေါ်လေးကိုစာဝယ်တယ်ပေါ့နော်ဒါလည်းပဲကျွန်တော်တို့ဒီ YouTube ပေါ်ကိုတင်တဲ့အခါမှာဗီဒီယိုဖိုင်တင်ဖို့အတွက်အရင်အနည်းလေးတစ်ခုပဲနော် ပုံကြတယ်အဲ့အမျိုးသမီးကတော့ပြောအောင်မယ်ပေါ့နော်အဲ့အဲ့တော့ထားလိုက်ပါကဲဒါရီယာကြတော့မိကလေးတွေရဲ့သဘာဝပေါ့ဗျာနော်သူကဝင်ငွေပဲလူတယ်ထွက်ငွေမလူဘူးအဲ့တော့ကျွန်တော်တို့ဒီမှာရင်မြုပ်မော်တာကျွန်တော်တို့ဆမ်မပန်းလေးပေါ့နော်အဲဒါကတော့ရင်မြုပ်မော်တာဒိဝေါ်လို့ခေါ်ပါတယ်ခင်ဗျာနော်ရေဆုပ်စစ်ရင်မြုပ်အဲ့ဒါလေးကိုကျွန်တော်တို့ပြင်ကြည့်မယ်သူကကြတော့ဒီပြင်ထားတာမကြသေးဘူးကျွန်တော်တို့မီးမဝင်တော့ဘူးခဏလေးဖွင့်ရရတန်းသွားတယ်လို့ပြောပါတယ် ဲ့တော့ကျွန်တော်တို့ကအရင်ဆုံးမှာဒီဒေဝရဲ့ရေမြုပ်မော်တာရဲ့အဖုံးလေးကိုကျွန်တော်တို့တုတ်ကြည့်မယ်ပေါ့နော်အဲဒါဆိုတော့ကျွန်တော်တို့ကနံပါတ်30ပေါက်ပြီးလေးနဲ့ကျွန်တော်တို့စပြီးဖြုံးမယ်ပေါ့နော်အစောနာဗီဒီယိုဖိုင်လေးမှာဒီ memory ရဲ့32 kb ထဲမှာဆိုရင်ကျွန်တော်တို့ဒီ single frame မော်တာလေးပတ်သွားတာတပိုင်းတစ်စဖြစ်သွားပါတယ်နော်နောက်မှကျွန်တော်ဒီ memory ထဲမှာပဲအကောင်လေးပြန် ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ရိုက်ပြပေးသွားမယ်ဒီဗီဒီယိုကိုရိုက်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီလိုမျိုးကင်မရာလေးကိုတည်ပြီးရိုက်တဲ့အတွက်အခြေကိုဘယ်လိုတတ်မှတ်ရမယ်ဆိုတာလဲခက်ခဲတယ်ပေါ့နော်တချို့ဗီဒီယိုဖိုင်တွေကလည်းပဲကျွန်တော်တို့ကဒီ direct nasto အစီအစီကျွန်တော်တို့ရိုက်သွားတဲ့အခါကျတော့ပြန်တိဖြန်းတဲ့အခါမှာကျတော့ဘလိုအပ်တဲ့ဟာတွေကိုပြန်ဖြစ်လို့ရတာပေါ့ခဗျာရိုက်နေတဲ့အခါမှာကျတော့ကျွန်တော်တို့ကတောက်ဆောက်ရိုက်သွားရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က memory များများလေး ွယ်ထည့်လိုက်ပြီကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာမူလီတောင်းလုံးဖြုတ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာအဖုံးကိုကြည့်မယ်ပေါ့နော်ဒါပြင်ထားတာမကြသေးဘူးလို့တော့ပြောပါတယ်တဲဟိုတော့ဒီမှာရေတွေဝယ်ထားလိုက်ပေါ့နော်ရေတွေဒီမှာရေတွေစီနေတယ်ဒီပါလို့ရှိရင်ရေကဘယ်ကဝင်လဲဆိုတော့ကျွန်တော်အပေါ်ကဝင်လားအောက်ကဝင်လားကိုထပ်လေ့လာတဲ့အခါမှာဒီမိချိုးလေးထက်ကဝင်တာကိုတွေ့ရတယ်ဒီမိချိုးမှာရေတွေဆူဆော့နေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီက နေပြီးတော့ဘလို့ဝင်လဲပုံတော့ဒါကဒီနေရာမှာတစ်ချက်ပြန်ကြည့်ရမှာအကျိုးမှာရှစ်ထားတဲ့နေရာများပေါက်နေတဲ့နေရာများစီလာပုံတော့အဲမစီတော့မစီဘူးဒါပေမဲ့ရေကကြတော့ကျွန်တော်တို့ဒီကရေငွေ့လာပုံဒီခေါင်းကတော့တော်တော်လေးပွနေပြီပုံတော့ဒီမှာဆွဲလို့စီရင်ဒီထက်မှာဆူဆော့နေတဲ့ရေလေးတွေစီနေတာကိုတော့တွေ့ရတယ်ပုံတော့ကျွန်တော်တို့မြင်နေရတယ်အဲဗီဒီယိုဖိုင်ထဲမှာတော့တွေ့ရမရတော့ကျွန်တော်တို့မသိသေးဘူးပုံတော့ကဲဒါဆိုရင်ကျွန်တော်တို့က ဒီကောင်ရဲ့ရန်တန်းရတဲ့အကြောင်းရင်းရလဲပဲကျွန်တော်အတွင်းဘိုင်းမှာကျွန်တော်တို့ကဒီ over အပူဖြတ်တဲ့အသီးလေးရှိမလားဒါမှမဟုတ်ဒီ running coin နဲ့ star coin ကိုတိုက်တဲ့နည်းလေးကိုကျွန်တော်တော်တော်များများတော့ video file လေးတွေတင်ထားပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ ground jewel လေးကိုဖယ်လိုက်နော်ကျွန်တော်တို့ဒီအစိမ်းနဲ့အဲအဝါရောင်အစိမ်းပေါ်မှာအဝါရောင်လေးအကြောင်းလေးပြီးနေတာတော့ဒါအကျိုးလေးပေါ့ခင်ဗျာနော် ground body ကိုချထားရဲ့ဒီမှာဆိုရင် star coin ရ running coin ရကိုနှစ်ပိန်ပူးပြီးထားထားတဲ့တော့ဒီကားကိုကျွန်တော်တို့က ုတ်ကျူးပေါ့နော်အဲပုတ်ကျူးဒါဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာအာစတာချိုးလေးတစ်ပင်စီရမယ်ပေါ့နော်ဒီမှာခဲတော့ဆော်ထားတယ်ပြီးရင်ကျွန်တော်တို့ကဒီထက်မှစီနေတဲ့အဖုံးလေးကိုဖွင့်ရမယ်အဖုံးလေးကိုဖွင့်တဲ့နေရာမှာကျွန်တော်တို့ကအာနည်းနည်းတော့အတိထားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖွင့်တဲ့အနေထားကြတော့ကျွန်တော်တို့ဒီနေရာလေးကိုဒီမှာစီနေတဲ့ကျိုးထွက်တဲ့အပေါက်လေးကိုကျွန်တော်ကကွာလေးတစ်ချောင်းပေါ့နော်စက်ခေါ်တော့မဟုတ်စက်ကူ ဘာညာပေါ့ဗျာ14 17တို့လည်းရတယ်ဒီထဲကိုကျွန်တော်တို့ကထည့်မယ်ထည့်ပြီးရင်ဒီဟာကိုကျွန်တော်တို့ကရိုက်တယ်မယ်ပေါ့နော်အဲစပွဲပေါ်မှာတော့လည်းနည်းရှုပ်တယ်ပေါ့နော်ပစ္စည်းပစ္စည်းရတယ်အများအမ်းလူလူကျွန်တော်မှာတောက်ဆောင် nuts တော့လုံနေရတယ်ပေါ့အဲဒီမှာဆိုရင်ကျွန်တော်တို့အဲဒီမှာအပုတ်ထွက်လာပြီဒါကကျတော့ကျွန်တော်တို့ဒီနေရာလေးကိုရိုက်လိုက်တယ်ပေါ့နော်ဒီမှာရေတွေထွက်တယ်ကွိုင်းလောင်သွားပြီခင်ဗျာနော်ကွိုင်းပတ်ထားတဲ့အနေထားဒါကွိုင်းကိုသူကပြန်ပြင်ထားတာပေါ့နော်ပြန်ပြင်ထားတဲ့အနေထား ဒီမှာကျိုးလေးတွေချီထားတာတော့ရိုးရိုးလေးပေါ့ဗျာဒီကျိုးခန်းကိုပြန်ဆင့်ထားတယ်ပေါ့နော်အပူတီးလေးပါညာရှိရရှိမယ်အဲဒါတို့ပြန်ဆင့်ထားတယ်ဆိုတော့ကျွန်တော်တို့ကဒီကောက်ကိုပြန်ပြီးတော့ swipe ပေးရတော့မယ်အိုင်းစရာကိုမလိုတော့တာဒီမှာနော်အဲ shop ဖြစ်သွားပြီဒီ star coin လေးညှိမဲသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့လေ့လာတဲ့အနေနဲ့ကျွန်တော်တို့ကဒီ coin ကျိုးလေးကိုကျွန်တော်တို့ထပ်လေ့လာမယ်နော် ဒါကြိုးလေးကိုကျွန်တော်တို့ထားလေးလာမယ်ထားလေးလာတဲ့အခါမှာသူကပြန်ပြင်ဆင်ထားတယ်ပေါ့နော်ဒီမှာဆင်ရလေးတွေကျွန်တော်တို့တွေ့ရတယ်အဲဒါသူကကွင်ကိုပြန်ပြင်ထားတဲ့အနေထားပြီးတော့ကြိုးလေးတွေခြီးပြီးတော့လဲသူကဒီပေါ်မှာဗန်းနေလေးတွေဘာညာတရကာတွေမတုပ်ပေးထားဘူးပေါ့နော်ဒီမှာလဲကြိုးလေးတွေပြတ်တာကိုဆင်ထားတဲ့အနေထားလားကွင်နှစ်ခုရဲ့ဂိုင်းကူးတဲ့ကြိုးလေးပဲဖြစ်ဖို့များပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်ဖြီးကြည့်တဲ့အခါမှာ ့ star coin run coin ကိုကျွန်တော်တို့အရင်ခွင်းလိုက်မယ်ပေါ့နော်ဒါမီတာနဲ့တိုင်းပြီးတော့ကျွန်တော်တို့ကမော်တော်တစ်လုံးမှာအုံးသူ့ရဲ့တန်ဖိုးအုံးဖလောက်ရှိတယ်ဆိုတော့တော့ကျွန်တော်တို့ကပုံသေးယူလို့တော့မရဘူးပေါ့ခင်ဗျာနော် coin ရဲ့ပတ်ထားတဲ့ကျိုးကိအကြီးအသေးကွာမယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ तू ကဒီဟောဘဘပါပြီ तू ကဒီစတာ coin လေးကိုပဲ तू ကပြပတ်ထားတာခင်ဗျာနော်ဒီမှာဒါ coin အသေးပေါ့ဗျာ one နဲ့လည်းမတုတ်ထားဘူး ပြီးရင်သူကဒီမှာပြန်ဆင့်ထားတယ်ပေါ့နော် original choir ဒီဘက်ကဒီဘက်ကဒါပေမဲ့ဒီမှာတစ်ခါပြန်ပြီးတော့လောင်သွားဒီဟာကိုသူပတ်ထားတယ်ပေါ့နော်ဒီဟာ Okay ပါဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုအပူပေးပြီးထုတ်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကသတင်းသပေးအောင်မယ်ဘာတွေလုပ်ရအောင်ကန်ရမယ်ပေါ့နော်အာအထဲကိုလည်းရည်ဝင်တယ်ပေါ့နော်ရည်ဝင်တဲ့အနေထားအောက်ဘက်ကလာတာလားဘာလားဆိုတာပြန်ကြည့်ချင်ရတော့ဒါကျွန်တော်တို့ဒီဟာလေးကိုအကုန်လုံးဖြုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာကျွန်တော်တို့ ကဲဒါဆိုရင်ကျွန်တော်တို့ memory 128ဆိုပေမဲ့လည်းပဲကျွန်တော်က video file လေးစီပြီးတော့မကြားကျွန်တော်ဒီဟာဖြုတ်တဲ့ဟာလေးကိုခဏရန်နာထားမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီမှာမူလီ၃လုံးဖြုတ်လိုက်တာနဲ့အောက်ကပန်ကောင်အုံလေးပြုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီထဲမှာကျတော့ကျွန်တော်တို့ဒီဟာစီလေးတွေစီတယ်ပေါ့နော်အဲဒါကျွန်တော်တို့ပြန်ပြီးလှုပ်ကြည့်မယ်ဘောအထိုင်ခြောင်ရည်လည်းဖြစ်တယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါလှုပ်ရှားနေလို့ရှိရင် YZ က ရေမလုံဘူးပေါ့ခင်ဗျာနော်အောက်ကရေတက်တာလားအောက်ကနေရေတက်လာရတော့ကျွန်တော်တို့အပေါ်ကွိုင်းပေါ်မှာကျွန်တော်တို့ရေနဲ့စီနဲ့ရောနေတာကိုတွေ့ရမှာပေါ့နော်အခုဒီမှာကြတော့ရေကတော့အာစီရောတဲ့ပုံစံမတွေ့ရဘူးပေါ့ဒါဆိုရင်ကျွန်တော်ကကပက်စီတာလေးကမကောင်းဘူးလေပြန်ဆက်စီမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီရေငွေ့တွေစီးနေတယ်ပေါ့နော်ထားလိုက်ပါ okay အဲတော့ကျွန်တော်တို့အာဒီမှာ capacitor တိုက်တဲ့နေရာလို့ကျွန်တော်တို့က selection ရွေးလိုက်မယ်ပေါ့နော်ရွေးပြီးွားလို့ရှိရင်ဒီကနှံကောက်ကတန်ကုန်ထဲတော့အဲဒီတော့ကျွန်တော်တို့ဒီဘက်ကိုထောက်ပြီးတိုက်မယ်ကြီးမယ်ခဏလေးစောင့်မယ်ပေါ့နော်သူ့ရဲ့တန်ကြီးကိုပြပါလိမ့်မယ်ကျောင်းလေးဒီကျောင်းလေးတောင်ဖြစ်နေတယ်ပေါ့ တိုင်းတယ်00ပြတယ်နည်းနည်းကြာသွားပြီပေါ့နော်ခုနှစ်ခုနှစ်လောက်ပဲရှိပါတယ်ခင်ဗျာနော်တကယ်တမ်းကျတော့10မိနစ်ကိုနော်10 UF ဒါပဲထားလိုက်ပါနော် customer တွေကကတလေအာပစ္စည်းတွေလဲများသွားရင်လည်းတို့ကမပြင်တတ်ဘူးခင်ဗျာနော်ပုံကြစီပြရတယ်ဆိုပြီးတော့ကျွန်တော်တို့ကဆွေချွေတာတဲ့ပင်ဟိုနည်းနည်းချွေတာပေးမယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကဖြုတ်မယ်ကောင်ကိုဖြုတ်မယ်ဆိုတော့ကျွန်တော်တို့ ဒီဟာလေးကိုဒီလိုလေးရိုက်ပေးရမှာပေါ့နော်ဘာကောက်ကိုကြိုက်ထားမယ်ပြီးရိုက်မယ်เออไก่ลูกมันหายอยู่ป่ะเนาะอืมตะเนจัดได้เหี่ยวเยสรุปเราเราก็ အဲ့ဒါနဲ့ပဲဗီဒီယိုဖိုင်ကများပြီးတော့ memory လေးပြည့်မြန်တယ်ပေါ့နော်ဒီလောက်ကျန်နေတဲ့မူလီကိုကျွန်တော်ဒီလိုလေးမူလီထက်ထားမယ်ပေါ့နော်ပြီးရင်ပန်ကောက်ကိုထိမ့်မယ်ကွာကိုလည်းနည်းနည်းထိမ့်ပြီးဒီနေရာကိုကျွန်တော်တို့ကဆက်ဆက်လေးရိုက်ချပေးရမှာပေါ့နော်အဲအဲ့ဒါမှသူကထွင်းမယ်ဆက်ဆက်လေးရိုက်ပေးရပါတယ်ခင်ဗျာနော်အဲပြီးသွားရင်ကျွန်တော်တို့ဒီပန်ကောက်လေးကိုဖြုတ်မယ်ပေါ့ဗျာပန်ကောက်လေးဖြုတ်ဖို့တွေ့ရကျွန်တော်တို့ကကွာနှချောင်းကိုဘယ်တချမ်းညာချထက်ပြီးကလိုက်ဆက်သွားပါပြီနော် ြရွာပါဗျာပြီးွားရင်ကျွန်တော်တို့ကဒီမူလီလေးတွေကိုသူ့ရဲ့ပစ္စည်းတစ်ပုံတည်းကိုကျွန်တော်တို့ထက်ချပေးထားရမယ်လောဘကွင်းလေးတွေပြန်ရှင်တဲ့အခါမှာကျွန်တော်တို့ကလောဘကွင်းတွေကောင်းလေအသေးချာတုံးမယ်ပေါ့နော်အခုဒီမှာကျွန်တော်တို့ကလေးလာမယ်ဒီစီရေဝင်တာအပေါ်ကဝင်ရိုးစီရင်ရေကစီမရောဘူးတော့ခင်ဗျာနော်အောက်အခန်းကနေပြီးတော့ဝင်နေဆိုရင်ရေနဲ့စီနဲ့ရောနေမယ်ပေါ့နော်ဒါတော့ကျွန်တော်အမောက်ချနိုင်မယ် ပြီးရင်ကျွန်တော်တို့ဒီမှာ L key လေးထည့်ပြီးတော့ဖြောက်ရမှာပေါ့နော် L key လေးကိုရှာမယ် L key လေးပေါ့နော်သူ့ရဲ့အဲဒါနဲ့ပဲ video file ကြားပါလေခင်ဗျာနော်အဲ့မှာဆိုရင်ကျွန်တော်တို့ရိုက်တာတော့တောက်ဆောက်ရိုက်ထားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီဟာကိုပြန်ပြီးတော့တီးဖြတ်တဲ့အခါမှာမလိုတဲ့နေရာတွေပြန် shop ပြရတယ်ပေါ့နော်ဒီမှာ ဒီကောင်ကိုကျွန်တော်တို့ဖြုံမယ်ပေါ့နော်မနိုင်ရင်တော့တော့ကွာလေးနဲ့ရှင်းမယ်อืมဖြုံမယ်ပေါ့နော်စီရီကစပွဲပေါ်ကြာရင်လည်းကြာမယ်ပေါ့အဲ့ဒီတော့ကျွန်တော်ပြပြလေးလောလောဆယ်မှာခဏဖြုံမယ်ပုတ်တယ်ကိုထည့်ထားမယ်မူလီတွေอืมเนาะဒီမှာဒီကျိုးကိုကျွန်တော်တို့ကတော့ဟိုမတင်ကြဘူးပေါ့နော်ဒီကျိုးရဲ့ဒီနေရာလေးတွေ ဒီမှာကြည့်ကော်လော့သွားပြီဆိုရင်ကျွန်တော်ဒီကနေလည်းရေဝင်တက်တယ်ပေါ့နော်အဲ့ဒါလေးကိုရှင်းပါခင်ဗျာနော်ပြီးကျွန်တော်ဒါလေးကိုဖြုတ်မယ်ဒီမှာကျွန်တော်တို့အတွင်းပိုင်းမှာဆိုရင်သူ့ရဲ့ဟိုဟာကောက်ွယ်ထားတဲ့ white ကြီးလေးတွေရှိတယ်ပေါ့နော်ရှိတယ်ရေတွေအဲကိုမဝင်အောင်ကောက်ွယ်တဲ့ white ကြီးလေးတွေရှိတယ်ဒီကောင်ကျွန်တော်တို့ဖြည်းဖြည်းလေးမှတ်တယ်မယ်ဒီမှာသူက ီမှာအကုန်လုံးကရေတွေပဲဖြစ်နေတယ်ပေါ့နော်ဒါရေတီအောက်ကနေဝင်တာကျွန်တော်ပြမယ်ဒီမှာ wine စီမှာကကျွန်တော်တို့ကဒိုင်ယာစီနေလားအဲဒီကောင်ဆိုရင်စင်မပြေတော့ဘူးအော်နေတော့ကျွန်တော်ကြည့်ကြည့်အောင်အာဒီက wine စီကုံသွားပြီခင်ဗျာနော်ကျွန်တော်ပြမယ်ဒီမှာရေတွေကြီးပဲနော်ရေနဲ့စီနဲ့ရောနေတယ်ပေါ့နော်ဒါကျွန်တော်ခဏလေးပြအောင်လိုက်မယ်ပြီးရင်ကျွန်တော်ရေသွားတော်မယ်ခဏလေးဒီတိုင်းလေးတတလေးပြန်အုပ်လိုက်မယ်ပေါ့နော် အဲပြီးရင်ကျွန်တော်ရေသွားတော်လာမယ်အထက်မှာစောနာမြင်တဲ့အတိုင်းပဲဒီမှာလဲရေလေးတွေပေါ့နော်ဟာဗီဒီယိုကင်မရာမမြင်ရဘူးဗျာဆိုတော့ဒီမှာကျွန်တော်ပြမယ်နော်ဒါ YZ YZ ပြဲသွားပြီပေါ့ခင်ဗျာနော်ဒီတိုင်းမှာကျွန်တော်ဒီမှာရေတွေနဲ့စီတွေနဲ့ရောနေတာကိုတွေ့ရတယ်ဒါကဒီဘက်မျက်နှာကတော့ကောင်းနေတယ်ပေါ့နော်ဒါဒီမျက်နှာလေးကောင်းနေတယ်ပြောရရင်ပြည့်တဲ့မျက်နှာဒီမှာခင်ဗျာနော် ျွန်တော်ပုံမှန်ဆိုရင်တဲ့ပုံမှန်ဆိုရင်ကျွန်တော်တို့ကအာဒီတိုင်ကိုကိုဆင်ထားတာကျွန်တော်ပြမယ်နော်ဒါကဒါပစ္စည်းနေတယ်ဟာဒါဒီနေရာမှာကျွန်တော်ကတန်နဲ့ပဲလာထိနေတာတကယ်တမ်းဆိုရင်ဒီ fiber တုံးလေးကဒီအပြင်ကိုထွက်လာရမယ်ပြီးတော့ဒါယာလေးဖြစ်သွားပြီပေါ့နော်ဒါယာလေးဖြစ်သွားပြီညောသူကဒီထက်မှာဆင်တာအဆင်မပြေထဲတဲ့ခါမှာ ကြမ်းပြီးတော့ကျွန်တော်တို့ဒီလော်ဘာကွင်းလေးပြုတ်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်တကယ်ဆိုရင်ကျွန်တော်ပြန်ထည့်ပြန်မယ်တကယ်ဆိုရင်ဒီဟာကတော့ကျွန်တော်တို့ဒီမှာပြန်လေ့လာရအောင်ဆိုရင် तू ကကျွန်တော်ပြမယ်တော့ तू ကဖြောင်းပြန်လေးထက်ထားတာဖြစ်ပါတယ်ခင်ဗျာနော် GYG လေးကိုဒါကျွန်တော်တို့ကသူ့ကိုနည်းနည်းပြန်ဆင်တဲ့နေရာမှာဒါလေးတွေအရေးကြီးပါတယ်ခင်ဗျာနော်အခုဒါကျွန်တော်ကြည့်ရတဲ့အနေထားအကြောင်းတော့ညောင်ကျွန်တော်နင်းထောင်းလိုက်ပါနော် ဆောင်းထုတ်လိုက်မယ်ဒီမှာလော်ပါကွင်းလေးတွေပြုတ်ကုန်တယ်ဆိုတော့ तू က white sea ကိုပြောင်းပြန်လှုပ်လိုက်လို့ဖြစ်တယ်နော်အခုဒီမှာကျွန်တော်ပြမယ်ဒီမှာဆိုရင်ဖက်စီလာရမယ်ဟာဒီအပြင်ကိုပြူနေရမယ်ပေါ့နော်ဒီမှာ fiber ထုတ်လေးက तू ကရေမဝင်အောင်ဆိုရင်တဲ့ကျွန်တော်တို့ကဒီဘက်က fiber လေးရယ်ဒီဘက်က fiber လေးရယ်ဒီလိုလေးပေါတိုင်နေလို့ရှိရင်ရေကဒီကြားထဲကိုဝင်လို့မရဘူးပေါ့ခင်ဗျာနော်ဒါပေမဲ့ဒီမှာကျတော့ လဲတဲ့အခါမှာချောနေရမယ်ပေါ့အဲဒါကျတော့ဟိုဟာဒါပေမဲ့ကျွန်တော်လဲမှာပဲရတော့မယ်အခုဒီမှာသူတို့ထည့်ထားတာပိုပြောင်းပြန်ဒီပြောင်းပြန်လေးထည့်ထားတဲ့အတွက်ကျွန်တော်တို့ကဒီဘက်ကအထိုင်မြင့်တဲ့ဘီကတော့အခက်ခဲမစီဘူးခင်ဗျာနော်အခုကျွန်တော်ပြမယ်ဒီမှာတွေ့လားလောဘကွင်းအဝိုင်းလေးတေးသေးလေးနော်ဒါအိမ်ထဲမှာနေတယ်အခု तू ကကြတော့တကယ်တမ်းဆိုရင်ဒီဟာကိုဟိုအောက်ကိုထည့်ပေးရမယ်ဟို तू ကဒီလိုလေးထည့်ထားတယ်ပြောင်းပြန်လေးဆောက်လုပ်ထားတယ်ပေါ့နော် ကျွန်တော်ပြမယ်သူရဲ့ရှင်ဘုံရှင်နီးอ่ะအခုဒီတကယ်ဆိုရင်ပေါ့နော်ဒီ lower အကွင်းလေးอ่ะကျွန်တော်တို့ဒီ fan နဲ့ဒီ fiber down နဲ့ဂျားထဲမှာရှိနေရမှာပေါ့အဲ့လိုလေးတကယ်လားဆိုကျွန်တော်တို့ဒီလိုလေးပြောင်းပြန်လေးပြန်ထည့်ပေးရမှာဒီမှာကြည့်ဒီလိုလေးထည့်ပေးမှာဒါအဲ့ဒီလိုလေးထည့်ပေးရမှာပေါ့နော်ဒီ lower ကွေးလေးอ่ะဒီဂျားထဲကိုဒီမှာလက်ဟောင်းနေတဲ့ဂျားထဲကိုဝင်ပေးရမှာဒါဟုတ် तू อ่ะအဲ့လိုမဟုတ်ဘဲနဲ့ဒီလိုလေးတတလေးဒီလိုလေးလက်ထဲထားတဲ့ခါကျတော့ဒီမှာဒီကာဝနှိပ်ကျသွားတယ် မနော်နှိပ်ကျသွားတယ်ဒီအမဲတုပ်လေးကတန်ထက်နှိပ်ကျနေတာကိုတွေ့ရမယ်တကယ်လို့ကျွန်တော်တို့ကအမှန်တိုင်းထက်ရမယ်အနေထားမှာဆိုရင်ဒီလိုလေးပြောင်းပြန်ထက်ပြီးလို့ရှိရင်ဒါကိုကျွန်တော်တန်ခွေးလေးကိုခဏဖြုတ်လိုက်မယ်နော်ဒီလိုလေးတကယ်ဆိုရင်ဒီနဖာကြီးကြီးလေးကိုဒီဘက်ကိုထားပေးလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီအစ်စ်ကလော်ဘာဒုတ်လေးကိုသူကတော်တင်ထားမယ်ကိုခင်ဗျာနော်ကျွန်တော်ပြမယ်ဒါပြန်စင်တဲ့အခါမှာကျွန်တော်တို့ကဒါလေးတွေကအရေးကြီးတယ်ပေါ့ ခဏလေးကျွန်တော်ဒီမှာထည့်နေတော့ခင်ဗျာနော်ပြီးရင်အထက်ကိုနေရာကြအောင်ကျွန်တော်တို့ထပ်ပေးလိုက်လို့ရှိရင်အခုဒီအတုံးလေးကအောက်ကိုဆင်းပါဆိုတော့မဆင်းတော့ဘူးเนาะခုနကတော့ဒီအမဲတုံးလေးကဒီတန်ထိတ်နေနေတယ်ပေါ့နော်ဒါပေမဲ့ဒီမှာဇောင်းလေးနဲ့စီနေသေးတယ်အဲတော့ဒီပေါ်တင်ကြည့်တဲ့ခါမှာကျတော့ရနေသေးတယ်ပေါ့နော်ဒါဆိုရင်မလဲပြီတော့အခုတစ်ခုဖြစ်နေတာကတော့ဒီဘက်အချမ်းလေးဒီဘက်အချမ်းလေးမှာကျွန်တော်တို့ဒဏ်ရာလေးဖြစ်နေတယ်ဒါကကျတော့ဟိုဘက်ကိုသွားမဲ့ကောင်းစီတော့အထဲကိုစီတွေ ဝင်သွားနိုင်ပါတယ်ခင်ဗျာနော်ဒါလေးကိုကျွန်တော်တို့ကကျွန်တော်တို့မှစီးတဲ့အဟောင်းလေးကိုစားပြီးတော့အဆင်ပြေမဲ့မျက်နှာပြင်လေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့လက်ထည့်ပြလိုက်မယ်ဒီကောင်ကိုကျွန်တော်တို့က YC နမျက်နာလို့ခေါ်ပါတယ်ခင်ဗျာနော်သူကဒီပြည့်မျက်နှာမှာရောတစ်ခုရှိတယ်ဒီပြည့်မျက်နှာမှာတစ်ခုရှိတယ်သူ့ကိုကျွန်တော်နမျက်နာလို့ခေါ်ပါတယ်အခုကျွန်တော်ဒီမှာတန်ကွင်းလေးဒီဘက်ကိုပြန်ထည့်ပြအောင်မှာဖြစ်ပါတယ်ဒါ YZ ရဲ့အမှန်အနေထားပေါ့နော်အစောနာကျတော့ကျွန်တော်ဗီဒီယိုဖိုင်ထဲမှာကျွန်တော်ပြထားတဲ့အတိုင်းပဲအဲတချမ်း ဟိုပြောင်းပြန်ထက်ထားတယ်ပေါ့နော်ဟုတ်ဒါဆိုရင်ဒီအဟာလေးကနှိပ်ကြပါဆိုလဲမနှိပ်ကြတော့အတွင်းမှာလော်ပါခွင်းခံထားပေးတဲ့အတွက်ပေါ့နော်ဒီအတွင်းကလော်ပါခွင်းကဝင်ရိုးကိုချုပ်ထားတယ်ဒီကကြတော့အပီရမျက်နှာစီးနော်ကဲထားလိုက်ပါဒါလေးတွေလိုအပ်တယ်ပေါ့နော်ဒါကြည့်လိုက်ရင်ဘာမှမဟုတ်ဘူးပေါ့ခင်ဗျာနော်ဒီထဲမှာကျွန်တော်ကြားထဲမှာ supply ရှိရပေါ့နော်ဒီကဒီဘေးမျက်နှာကိုဒီအားကဒီကောင်းလေးထည့်ထားတယ် ကောင်းလေးတို့ချက်ရပြီးရင်ကျွန်တော်က supply လေးထည့်မယ် supply လေးဒီပဲဒီကောင်းလေးကိုပလင်လာမယ်ဒါဆိုရင် fiber အမဲလေးရเนาะအပေါ်ကိုမြတ်တိမြတ်တိနေတာကိုတွေ့ရမယ်ဒါဆိုရင်ဒီကောင်းကိုသူကလတ်တော်ထားမယ်ဒါလေးကိုကျွန်တော်ကပြန်ဆေးရမယ်ပေါ့နော်ဒီဘက်ကတဒုံးကိုကြတော့ကျွန်တော်ပြန်လဲပြရမယ်ဒီမှာထိတ်လက်လေးတွေဖြစ်နေတယ်မညီတော့ဘူးတကယ်တော့ညီနေရမယ်တကယ်လို့မရှိရင်ဒီကောင်းကိုကျွန်တော်ကတက်စစ်ကူနဲ့ညီအောင်ပြန် search ပေးရမှာဒီမှာဇောင်းလေးဖြစ်သွားပြီပေါ့နော်ဒီနောက်မှာဇောင်းလေးတကယ်တော့တပြေးတညီထဲဖြစ်နေရမယ် โอเคထားလိုက်တော့ဒါလေးတွေပြောနေ BD file တော်တော်ကြာသွားမယ်